မင်္ဂလာပါခင်ဗျာ2023ခုနှစ်စက်တင်ဘာ25ရက်ဗိုလ်လူနေ့ညပိုင်းလွတ်လပ်တဲ့အာရှသား RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြောင်းစုဝါရှင်တန် DC မြို့တော်ကနေစပြီးတော့ထုတ်လွှင့်နေပါပြီခင်ဗျာကျွန်တော်ကကျော်မဲထုံးပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည7နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတော့ထုတ်လွှင့်ပြပါမယ်ခင်ဗျာ မြန်မာနိုင်ငံကိုရောက်နေတဲ့ the elders ခေါ်ကမ္ဘာရမ်းမိရပ်ဖအများအဖွဲ့ကအမေရိကန်သမ္မတဟောင်းဂျင်မီကာတာဘာဝင်ကိုစလဲ3ဦးဟာ88မျိုးဆက်ဖွဲ့ဟာကိုမင်းကိုနိုင်တဲ့ရန်ကုန်မြို့ strand hotel မှာဒီကနေ့မနေ့ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်သမ္မတဟောင်းဂျင်မီကာတာဦးဆောင်တဲ့ကိုစလဲဖွဲ့ဟာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွင်းကူးပြောင်းရေးလုပ်ငန်းစဉ်တွေကိုကူညီဖို့အတွက်3ရက်ကြာခီးစဉ်ဖြစ်မြန်မာနိုင်ငံကိုရောက်နေတာဖြစ်ပါတယ် ်မြောက်နိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်တွေမှာအစိုးရနဲ့လွှတ်တော်ပါဝင်လွှတ်တော်ပြပအင်အားစုတွေတိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးသဘောတူကျင့်တဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေလိုအပ်တဲ့အကြောင်း The Elders အဖွဲ့ကသုံးသပ်တယ်လို့ကိုမင်းကိုနိုင်ငံ RFA ကိုပြောပါတယ် The Elders အဖွဲ့ဟာဒီကနေ့မနေ့ပိုင်းကလည်းတိရကူဆရာတော်အရှင်ညာနေဒရာနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်မြန်မာနိုင်ငံခီးစဉ်အတွက်မှာနိုင်ငံရေးလူမှုရေးနဲ့ဘာသာရေးနယ်ပယ်အသီးသီးရဲ့ခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံဆွေးနွေးမယ်လို့သိရပါဗျ။ Elders ကိုယ်စားလှယ်အဖွဲ့မှာဖင်လန်သမ္မတဟောင်းနိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာဒီအာတစ်ဆာရီနဲ့နော်ဝေးဝန်ကြီးချုပ်ဟောင်းဂရိုဟာလန်ဘရက်လန်တို့လည်းပါဝင်ပါတယ်။ The Elders အဖွဲ့ဟာမနေ့ပြန်မြန်မာနိုင်ငံကပြန်လည်မထွက်ခွာခင်မှာကန်နာလန်ဟိုတယ် The Strand Hotel မှာပဲသတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့သိရပါတယ်ခင်ဗျာ။မွန်ပြည်နယ်တထုံမြို့နယ်မှာမီဂါဝတ်အားတရာကျော်ထုတ်လုပ်နိုင်မဲ့လျှက်စက်တအားပေးစက်ရုံတိစောက်ဖို့အတွက်ကမ္ဘာ့ဘဏ်ကအမေရိကန်ဒေါ်လာတန်140ကိုအတိုးမယူဘဲထုတ်ချေးသွားမယ်လို့သိရပါတယ် ရန်ကုန်လှိုင်မြို့နယ်ကမ္ဘာပံရုံကန်းမှာဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကမ္ဘာပံရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကဟန်းရှန်ကာကအခုလိုထုတ်ပြောလိုက်တာဖြစ်ပါတယ်။လက်စမီရရှိအောင်ဆောင်ရွက်ပေးတဲ့အတွက်အလောက်ကင်တဲ့တွေဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ဒေတာကန်ရဲ့လူနေမှုဘဝတွေလည်းတိုးတက်လာမယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာလျှက်စမီရရှိမှုပုံမကောင်းမလာဖို့အတွက်ချင်းငွေဒေါ်လာတန်140ကိုဆိုင်းငံ့ကာလ10နှစ်ကျော်နဲ့အနှစ်40တွင်းပြန်ဆက်ဖို့ထုတ်ပေးသွားမယ်လို့သိရပါတယ်။ ဒါပေမဲ့ခြေငားထားတဲ့ဝန်ဆောင်ခအဖြစ်3.85%ညာကန်လုံးပေးဆောင်ရမယ်လို့လည်းသိရပါတယ်ခင်ဗျာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားဟောင်းတထောင်ကျော်ရဲ့လက်ပုံစံတွေကိုပလတ်စတာကန်ပုံတူယူပြီးတော့ပြတိုက်ဖွင့်လှစ်ပြသသွားမယ်လို့သိရပါတယ်နိုင်ငံရေးကျင်းသားဟောင်းတူဖြစ်တဲ့ပကြီးဆရာကိုထိန်လင်းကအခုလိုစီစဉ်နေတာဖြစ်ပါတယ်ကိုလက်အင်ကကျိုးပဲတာတွေပြန်ပြီးတော့ကောင်းလာဖို့အတွက် အချိန်ကာလတစ်ခုထိကြောက်ပတ်ဒီစီထားရတယ်လို့ပဲအကျဉ်းထောင်တွေထဲမှာနိုင်ငံရေးကျင်းသားတွေရဲ့ဘဝတွေအချိန်တွေပေးဆက်ခဲ့ရတာကိုအနာဂတ်လူငယ်တွေသိစေချင်တဲ့အတွက်အခုလိုပြသဖို့စီစဉ်တာလို့ကိုထိန်လင်းကပြောပါတယ်။ဘလို့စေနိုင်ငံရေးကျင်းသားဟောင်း30ကျော်ရဲ့လက်ပုံစံတွေရရှိထားပြီးပြီလို့လည်းဆိုပါတယ်။ပကြီးဆရာကိုထိန်လင်းဟာနိုင်ငံရေးကျင်းသားဟောင်းတူဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကျောင်းသားများဒီခါမှာဗျာမြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တက်ဦး ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်ဟောင်းတူလည်းဖြစ်ပါတယ် ထောင်ခွက်90ပြည့်နှစ်စက်တင်ဘာလ25ရက်နေ့ကအင်းစိန်ထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေတပိတ်တိုက်ပွဲဆင်နွှဲခဲ့တဲ့23နှစ်ပြည့်ခန္ဓာတခုကိုဒီကနေ့ရန်ကုန်မင်္ဂလာတောင်ကျွတ်မြို့နယ်ကျောင်းလန်းကရွှေတောင်ဖုံးတော်ကြီးကျောင်းတိုင်မှာကျင်းပပါတယ်ဒီကျောင်းကိုတော့ကျွန်တော်တို့ RFA သတင်းတော်ကိုကြော်သူတင်ပြထားပါတယ်ခင်ဗျာဒီနေ့အခမ်းအနားကိုနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကစီစဉ်ကျင်းပတာဖြစ်ပြီး1990စက်တင်ဘာ25ရက်နေ့အင်းစိန်ထောင်တွင်တပိတ်တိုက်ပွဲဟာ အကြီးမားဆုံးနဲ့အနှိမ့်ဆက်ခံရဆုံးဖြစ်တယ်လို့တက်ရောက်လာသူနိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောကြပါတယ်။ခုလိုအချိန်မှဒီလိုအခမ်းအနားမျိုးကျင်းပရတာဟာတမိုင်းကျောင်းဆိုင်ရာနဲ့ပတ်သက်ပြီးကျင်းပရတာဖြစ်တယ်လို့အဲ့ဒီအချိန်ကအင်းစိန်ထောင်တွင်ပါဝင်ဆင်နွှဲခဲ့တဲ့စာရေးဆရာမမိုးသူက RFA ကိုပြောပါတယ်။ကျင်းပတိုက်တာတော့ဒါမှတ်တရကျင်းပမှာပေါ့။တမိုင်းဆိုတာဖြောက်ဖြက်လို့မရပဲ။သူကသူရှိနေတာပဲနော်။ရေးကြည့်တာပါလို့ဆိုတော့ဒီမိုကရေစီမရှိခဲ့တာအရှင်သာလေးပေါ့နော်။နောက်တာဒီမိုကရေစီအောင် ဆက်လက်စူးစမ်းဖို့လိုအပ်သေးတာပေါ့လူလုံးတည်းရမှာမရသေးတာပေါ့ဒါလေးပါဒီနေ့အခမ်းအနားကိုအဲ့ဒီအချိန်ကအင်းစိန်တောင်ထဲမှာတပိတ်မှောက်ခဲ့ကြတယ်နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြတဲ့ဇာရေးဆရာမောင်မိုးသူဦးစော်ဖေးဝင်းတို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတော်တော်များများတက်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာလူအခွင့်အရေးတွေချိုးပေါက်ခံနေရတဲ့စနစ်ကြီးကိုဆက်ပြီးတိုက်ဖြတ်ဖို့လိုအပ်ကြောင်းလဲအဲ့ဒီတပိတ်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းကိုမြင့်စန်းက RFA ကိုပြောပါတယ်ဒီလိုဟာမျိုးပေါ့တမိုင်းမှာအဲ့လိုဖြစ်ခဲ့တယ်ဆိုတာပြန်ပေါ်ထုတ်တဲ့နဲ့နောင်လနောင်သားတွေတီးဖို့တစ်ချက်ပဲပေါ့နောက်တော့ဒီလိုဝန်ထမ်းတွေဝန်ထမ်းတွေ duty duty food တွေကိုကြော်ပြီးတော့လုပ်ကြတာလေဒီမှာဆိုအညှိုးနဲ့လုပ်တဲ့သဘောပေါ့ဒါရဲဆက်ဆက်လုပ်တယ်ဒါမရုပ်လုံးတိုက်ပြီးလို့ခြေတယ်လေနောင်ဒီလိုစနစ်မျိုးမရှိအောင်ထောင်ထဲမှာလည်းလူလူသားချင်းချင်းနှိပ်စက်တဲ့စနစ်မရှိအောင်ပေါ့နော်ဒါဒါပြုပြင်တဲ့အရာပေါ့နော်ထောင်ထဲသပိတ်တိုက်ပွဲဆင်နွှဲခဲ့ရမှာအော်ဟစ်ဆန္ဒပြတောင်းဆိုခဲ့ကြတာတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းကိုညိုထွန်းကအဲ့ဒီအခမ်းအနားမှာပြန်ပြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီညကကျွန်တော်ကစိတ်တောင်ဒီရှင်အခက်ဆက်တော့မှနေပါတယ်။ဘားရိတ်ဘက်ကနေပြီးတော့လမ်းပြီးတော့ကျွန်တော်ကိုမြောက်ပေးကြပါတယ်။သူသဖြင့်ဂျင်မီတို့ပေါ့။ကိုကြီးကိုညိုတော့တရားဟောပါတရားဟောပါ။ကျွန်တော်လည်းဟောတော့တာပေါ့။ကိုကြီးတရားလေး။နောက်ရင်မှာကျွန်တော်အမတ်တရဆိုတော့ဓမ္မကံများနေတဲ့တန်တိုင်းနေဘူးတန်တိကြီးကြီးနဲ့ဆက်ကြတယ်အဲ့ဒီမှာကျွန်တော်ရဲ့အတန်တွေကိုဖုံးကွယ်ဖို့အတွက် ဘူဝါကြီးဖွင့်လာတာကပြမအစ်ဆက်ညံ့ရောတဲ့ဖွဲ့မဲ့ဘာလဲဖွဲ့မရဘူးပဲအဲပြီးတော့စာဦးတရှင်အဲ့တော့စာဦးရေတော့ဘူးဆိုပြောတယ်ဒီကိစ္စနာမည်ကြီးပါအဲကျွန်တော်ကတော့ဥက္ကုလေးလေးပြောရရင်အဲ့ဒီနေရာခုတော့ရေးစရာတွေဖြစ်ပေါ်ပြီပေါ့ဗျာအဲ့ဒီနေရာကျွန်တော်ကိုအချက်20ကျော်တော့30တော့ရိုက်ပြီးတယ်ဒီမှာဟိုမှာအမှတ်တရခင်ဗျာဒါကားပိုက်ခေါ်ပါတယ်ဝင်ရမ်းမိပါဟဲ့ကြောက်ကြမကြောက်ဘူးမကြောက်ဘူးအဲ30တော့မှကျွန်တော်ညှိတယ် ခလာလေးရှိဆက်တော့ပညုထုံးမလာထုတ်ပါနဲ့ကျွန်တော်ကိုကြောက်ပါတယ်တဘူပေါ်ပြီးပါကျွန်တော်ရက်ချင်လို့1990ခုနှစ်စက်တင်ဘာလ25ရက်နေ့ထောင်တွင်းတပိတ်တိုက်ပွဲဆင်နွှဲခဲ့တဲ့အကြောင်းတွေကတော့1990ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုစစ်အစိုးရကအာဏာလွှဲပြောင်းပေးရေးနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရေးစစ်အစိုးရကိုအလိုမရှိစတဲ့တောင်းဆိုချက်တွေနဲ့ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။အားဖြင့်ဒီနောက်ကိုကြော်သူတင်ပြတော်တာပါခင်ဗျာ။ အရင်စစ်စိုးရလက်ထက်သိပ္ပံနဲ့နှီးပညာဝန်ကြီးဌာနကတည်ယူခဲ့တဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကအမြေဧက9000ကျော်ကိစ္စကိုလေယာမြေနဲ့တခြားမြေများစုံစမ်းစစ်ဆေးကော်မရှင်ကစတင်စစ်ဆေးတော့မယ်လို့ပြည်သူ့လူထုကိုယ်စားလှယ်ဦးမင်းသူကပြောပါရတယ်။တိုင်ကြားစာတွေအရမိုးကုတ်မြို့ပတ်ဝန်းကျင်မှာသိပ္ပံနဲ့နှီးပညာဝန်ကြီးဌာနကတည်ယူခဲ့တဲ့မြေဧက4800နီးပါးရှိပြီး အရင်စစ်စိုးရလက်ထက်အာဏာပိုင်ဖွဲ့စည်းတွေနဲ့အကျိုးတူပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့ကုမ္ပဏီတွေကရော်ကြေးမပေးဘဲတင်းယူခဲ့တဲ့မြေအကြီး80နေပါရှိရလို့ဆိုပါတယ်။သိပ္ပံနဲ့နီးပညာဝန်ကြီးဌာနကတင်းယူခဲ့တဲ့မြေကွက်တွေကိုရော်ကြေးမပေးခဲ့သလိုလက်ရှိကြောင်းမြက်ဒူးဖော်ရေးလုပ်ငန်းတွေရပ်တန့်သွားတဲ့အခါမှာလဲမူလမြေပိုင်ရှင်တွေကိုပြန်လွှဲပြောင်းမပေးဘဲဆက်ပြီးတော့တင်းဆဲထားဆဲဖြစ်တယ်လို့ဆိုပါတယ်။လောလောဆယ်သိပ္ပံနဲ့နီးပညာဝန်ကြီးဌာနကိုတိုင်ကြားထားတဲ့အမှု၄မှုနဲ့အာဏာပိုင်နဲ့ကုမ္ပဏီတွေအကျိုးတူပူးပေါင်းတင်းယူခဲ့တဲ့အမှုတမှုရှိတယ်လို့ဆိုပါတယ်။ တိုင်ကြားစာတွေအရမြို့နယ်အုပ်ချုပ်ရေးမှူးပါဝင်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုစစ်ဆေးသွားမှာဖြစ်ပြီးတွေ့ရှိချက်တွေကိုကော်မရှင်အစည်းအဝေးခန်းစာကတဆင်လွှတ်တော်ကိုတင်ပြပြီးဆုံးဖြတ်ချက်နဲ့အတည်ပြုချက်တွေရယူသွားမယ်လို့လွှတ်တော်ကောစလေဦးမင်းသူကပြောပါတယ်ခင်ဗျာမုံရွာလက်ပရောင်းတောင်ကျင်းဒီစီမံကိန်းဖြတ်သိမ်းရင်းနဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစည်းအဝေးခန်းစာအတိုင်းလိုက်နာဆောင်ရွက်ပေးဖို့အတွက်လဘရောင်းတောင်ဒေသခံတွေယာနဲ့ချီတဲ့ဒေသခံတွေကဒီကနေ့မှာဆန္ဒပြခဲ့ကြပါတယ်။လဘရောင်းတောင်ဒေသမှာရှိတဲ့ကျေးရွာ၁၀ရွာကရွာသားတွေစုပေါင်းပြီး တုံရွာထိတ်ကနေ၁၀ရဲ0ရွာတဲ့ထိတ်ဒီလမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ကျင်းနီစီမံကိန်းလုပ်ငန်းပေါ်ဆောင်ရေးကော်မတီကပွင့်လင်းမြင်သာမှုမရှိတဲ့အကြောင်းကော်မတီအနေနဲ့စီမံကိန်းဖြတ်သိမ်းအောင်မလုပ်နိုင်ဘူးဆိုရင်ဒေသခံရွာသားတွေကိုစီမံကိန်းနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းချပြဖို့အတွက်တောင်းဆိုဆန္ဒပြတာလို့ဒေသခံတွေကပြောပါတယ်။ဆန္ဒပြသူတွေဟာစီမံကိန်းဖြတ်သိမ်းပေးရေးအပြင်ပုံမှန်144ဖြတ်သိမ်းပေးဖို့ စီရောကြေးရွာကိုအကြမ်းဖက်တဲ့ရဲသတင်းတပ်ဖွဲ့ဝင်တွေကိုအရေးကြီးပေးဖို့လဲကျွေးကြော်တောင်းဆိုခဲ့တယ်လို့ဆိုပါရယ်လော်ဘရောင်းတောင်ကျင်းဒီစီမံကိန်းအတွက်အသိခံထားတဲ့မြေယာရော်ကြေးတွေကိုအခုလ30ရက်နေ့နောက်ဆုံးထားပြီးတော့ထုတ်ယူကြဖို့ ਨੇ တတ်မှတ်ရဲ့အတွက်မယူရင်ဒီငွေတွေကိုလော်ဘရောင်းတောင်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြစ်တတ်မှတ်သွားမယ်လို့အစိုးရကညင်ထားပါရယ်ခင်ဗျာချင်းတွင်းမြအထက်ပိုင်းမှာအိန္ဒိယဆိုရကတိဆောက်ထားတဲ့ထမန်သည်ရေအားလျှက်စစ်စီမံကိန်းကြောင့်အာဓမ္မပြောင်းရွှေ့ခံခဲ့ရတဲ့ကြေးရွာသားတွေက သူတို့ကိုထိုက်တန်တဲ့ရော်ကြီးပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါ့အပြင်စီမံကိန်းအတွက်သိမ်းယူထားတဲ့စိုက်ပျိုးမြေတွေကိုလည်းပြန်ရယူလုပ်ကင်လို့တဲ့အကြောင်းဒီကနေ့တော့မဲစီမသတင်းစာမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့သတင်းလာနေ့ကရန်ကုန်မြို့ကမြမသတင်းကွန်ရဲ့ MGN ရုံးခန်းမှာခုကီးမျိုးသမီးလူခွင့်ရေးအဖွဲ့ KWHRO ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းဟုံးမလင်းမြို့နယ်အတွင်းချင်းတွင်းမြစ်ကန်တဘေးကလေယုံနဲ့တစုံကြီးရွာနှစ်ရွာကိုစီမံကိန်းဧရိယာထဲမှာကြားရောက်နေတဲ့ဆိုပြီးတော့2009ခုနှစ်ကမူလနေရာနဲ့မိုင်40အကွာမှာအကွာကိုအာဓမရွှေပြောင်းခဲ့ပါတယ်အဲ့ဒီအတွက်ဒေသခံတွေကိုရောကျင်းငွေ9000နဲ့ဆန်တိတ်စီပေးခဲ့တယ်လို့ဆိုပါတယ်ထမန်းဒီရေအားတဲ့စစ်စီမံကိန်းပြီးစီးရင်လျှက်စစ်တာအမေကဝတ်1200ကျော်ထုတ်လုပ်နိုင်မှာဖြစ်ပြီးအဲ့ဒီထက်80ရာခိုင်နှုန်းကိုတက်ကျိုးသွယ်တမ်းပြီးအိန္ဒိယနိုင်ငံပဲပေးပို့မယ်လို့ယူဆထားကြပါတယ်ခင်ဗျာ IOC လို့ခေါ်တဲ့အစ္စလမ်ဘာသာဝင်နိုင်ငံများအဖွဲ့အနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ရိုဟင်ဂျာပြဿနာကိုဖြေရှင်းရမှာပို့ပြီးတော့အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်သင့်တယ်လို့အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးမာတီနာဒလီကာဝါကဒီကနေ့ပြောလိုက်ပါတယ်။အင်ဒိုနီးရှားအနေနဲ့ရိုဟင်ဂျာရေးကိုလက်တွေ့လုပ်ရတဲ့နဲ့ဖြေရှင်းဖို့အဓိကလှုပ်ဆောင်နေချိန်မှာ OIC အဖွဲ့ကတော့ကြေညာချက်တွေသာထပ်ခါတလဲလဲထုတ်ပြန်နေတယ်လို့အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးကဝေဖန်ထားပါတယ်။မြန်မာနိုင်ငံကရိုဟင်ဂျာတွေအတွက် ူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ဒီသူတို့ရဲ့စားဝတ်နေရေးစီးပွားရေးနဲ့ပြိပခဖြစ်နေတဲ့ benefit ကြရင်ကြားစေစတာတွေအပါဝင် Ranger အရေးကို OIC အနေနဲ့ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် Indonesia မလေးရှားနဲ့ Brunei နိုင်ငံတို့ပူးတွဲပြီးတိုက်တွန်းသွားမယ်လို့ဆိုပါတယ် Indonesia နိုင်ငံဟာမြန်မာနိုင်ငံက Ranger အရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂ ASEAN နဲ့ OIC ဆွေးနွေးပွဲတွေအပါဝင်နိုင်ငံတကာဆွေးနွေးပွဲအတော်များများမှာတက်တက်ကြွကြွဆွေးနွေးနေတဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျာ။ တနှစ်ကိုဝင်ငွေအမေရိကန်ဒေါ်လာ9ဘီလီယံတန်းထောင်ပေါင်း9ဘီလီယံရှိနေတဲ့ထိုင်းနိုင်ငံရဲ့ငါးဖက်လုံငန်းမှာအများဆုံးလုပ်ကိုင်နေကြတဲ့မြန်မာနဲ့ကမ္ဘောဒီးယားရွှေပြောင်းအလုပ်သမားတွေကိုလုပ်ငန်းခွင်အတွက်မှာရရက်ဆက်ဆက်ဖိနှိပ်ညှဉ်းပန်းမှုတွေရှိနေတယ်လို့ ILO လို့ခေါ်တဲ့ကမ္ဘာအလုပ်သမားအဖွဲ့ချုပ်ကသတိပေးပြောကြားလိုက်ပါတယ် ကဘာမှာရေထွက်ပစ္စည်းတင်ပို့မှုတတိယအများဆုံးဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ငါးဖန်လုပ်ငန်းတွေထဲကအလုပ်သမားတွေဟာတနေ့ကိုလိုအားက10ဒေါ်လာလောက်နဲ့အလုပ်ချိန်16နာရီကနေ24နာရီထိအလုပ်လုပ်နေကြရတဲ့အပြင်လုပ်ငန်းကုန်ထဲမှာအတင်းအာဓမဆွဲသွင်းခံရတာဒေသဆိုင်ရာအာဏာပိုင်တွေကချိန်ချောက်ငွေတောင်းတာတွေအကြမ်းဖက်နှိပ်စက်တာတွေလည်းကြုံနေကြရတယ်လို့ ILO ကပြောပါတယ်ထိုင်းနိုင်ငံအတွက်ပင်လယ်စားတောက်ကုန်တွေကိုအဓိကတင်သွင်းနေတဲ့ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်အောင်စုတို့ကလည်းဒီလိုအလုံသမားခွင့်ချိုးဖောက်တာတွေတရားမဝင်လုပ်နေတာတွေကိုပူပေါင်းတိုက်ဖျက်သွားမယ်လို့ပြောဆိုလိုက်ပါတယ်ခင်ဗျာဒီညတော့သတင်းတွေအရလောက်ပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မနေ့အပိုင်းတော်မှာပဲသတင်းဆောင်မတွေကိုဆက်ပြီးတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစည်းအဝေးတွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိညစဉ်ကြတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးတာတွေကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ

လိုအပ်မဲ့ဥပဒေပြဋ္ဌာန်းဖို့မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာအခက်အခဲတွေရှိနေတယ်လို့သိရပါတယ်ဒီအကြောင်းကိုကျွန်တော်တို့ RFA ဝိုင်းတော်သူမခင်ခင်အေးကတင်ပြထားပါတယ်ခင်ဗျာမွန်ပြည်နယ်လွတ်တော်အတွင်းဥပဒေပြုရာမှာတည်ဆဲဥပဒေတွေကြောင့်အခက်အခဲတွေရှိတယ်လို့တက်မတော်သားလွတ်တော်ကိုယ်စားလှယ်တွေကြောင့်မဲခွဲဆုံးဖြတ်ရာမှာအခက်အခဲရှိတယ်လို့သိရပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးချောင်းစုံမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦးကအခုလိုပြောပါတယ် ။ဘာလို့တော်မှာဟို30ရောင်ရှိတယ်ဟိုတမလောက်လားပါတော့တစ်ဖက်မှာဆိုရဖွဲ့ပြီးလဲနောက်ပိုင်းတကယ်တမ်းကျွန်တော်တို့တော့ကိုယ်စလေဘက်ကကြံခဲ့တဲ့အင်အားနဲ့တဲ့။ဒါဒါကျွန်တော်တို့ရဲ့အားနည်းချက်တစ်ခုရှိတယ်။ဒါပေမဲ့မဲခွဲတော့မယ်ဆိုရင်ကျွန်တော်တို့ဘက်ကအင်အားတော့နည်းမယ်သဘောမျိုးရှိတယ်လို့ဒါရိုးရိုးသားသားကျွန်တော်တို့တရားဝင်တိုင်းတို့လိုမျိုးရှမ်းပြည်နယ်တို့လိုမျိုးခြားတော့ရန်ကုန်တိုင်းတို့လိုမျိုးခြားတော့ဟိုမြို့နယ်များလည်းတော့ကိုယ်စလေလည်းများတယ်။ဒါပေမဲ့ဆိုရဖွဲ့လိုက်တဲ့ခါကျကိုယ်စလေဘက်မှကြံခဲ့တဲ့အတိုင်းဒါအများအဲ့တော့ဟိုပြောရရင်လည်းဆိုရအောင် ိုချိန်ဘယ်လန့်လုပ်လို့ရတယ်ကျွန်တော်ဘက်မှာကျွန်တော်အင်းအားနဲ့ဒီအနေအထားမျိုးမှာကျွန်တော်တို့ကြည်ကြက်ပြီးတော့သွားတဲ့အနေအထားမျိုးရှိတယ်ပြည်နယ်လွှတ်တော်ကဥပဒေပြုရေးမှာလိုအပ်ချက်တွေရှိနေသေးတယ်လို့လွှတ်တော်ဥက္ကဋ္ဌဦးကျင့်ဖေကပြောပါတယ်လိုအပ်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြည့်စုံမှုတော့မရှိသေးဘူးဟိုထားစူးစမ်းနေတော့မယ်ခုမှကျွန်တော်တို့ပေးအပ်တဲ့နော်ပြရထားတဲ့188ဇာတ်နှစ်ပါ လုတ်ပိုင်ခွင့်တယ်ကျွန်တော်တို့အပြေဝသုံးနိုင်တဲ့နေထိုင်မှုရှိတယ်ဒါတော့မသုံးနိုင်သေးတာလည်းကျွန်တော်တို့အာဏာချက်တွေပါတော့ဘူးလေတခုရှိတာကျွန်တော်တို့ကအဲ့လိုဥပဒေပြဋ္ဌာန်းပြီးတော့တစ်ဖက်ကနိဥပဒေဘာညာပြဋ္ဌာန်းဖို့ပါလေချွတ်ရမယ်နည်းနည်းနှောက်နေတာရှိတယ်ဒီအခြေအနေရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဥပဒေပြုရေးကိုလုပ်တဲ့နေရာမှာကျွန်တော်ရေးရကော်မတီအပြင်ကျွန်တော်ရေးရတဲ့ထက်ဖွဲ့တာတဲ့ ဟိုပြင်ပကတွေ့ကြုံရှိတဲ့ဥပဒေပညာဆိုင်ဆိုင်ကအခြားတွေ့ကြုံရှိနေပြီပါတဲ့အတွက်ကြောင့်မလို့ဥပဒေရေးဆွဲရေးကတော့ကျွန်တော်အားကျမှန်တယ်လို့လာနိုင်တယ်။မွန်ပြည်နယ်လွှတ်တော်ပထမအကြိမ်စတ္တမပုံမှန်လွှတ်တော်ပြီးဆုံးချိန်မှာတော့ပြည်နယ်အတွက်လိုအပ်တဲ့စီပင် ဥပဒေဒေသန္တရစီမံကိန်းဥပဒေမြေယာကုန်ဥပဒေကုန်တင်ကုန်ချဥပဒေရင်းမျိုးခွင်ဥပဒေစတာတွေပါဝင် ဥပဒေ16ခုကိုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပြည်내အတွက်ရေးတကြီးလိုအပ်တဲ့ဓမြေဩစာဖြန့်ဖြူးရောင်းချရာမှာတက်ဆိုင်တဲ့ဥပဒေတွေမျိုးပြဋ္ဌာန်းပေးဖို့လိုအပ်နေသေးတယ်လို့စိုက်ထိုမဲဆန္ဒနယ်ကဥပဒေပြုရေးကော်မတီဥက္ကဋ္ဌဥစိန်မြင့်ကပြောပါတယ်အထူးဖြင့်အရေးကြီးဆုံးကဓမြေဩစာဥပဒေအရေးကြီးဆုံးအာနေချက်ကတော့မိခွန်းတွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာတိတ်မလုံနိုင်ဘူးเนาะ ပြပြပြမလုံးနိုင်ပထမအကြိမ်မွန်ပြည်နယ်စတ္ထမပုံမှန်စည်းဝေးကိုအခုလ16ရက်နေ့ကနေ20ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံအထက်ပိုင်းဒေသမှာလူကုန်ကူးမှုတားဆီးနေတဲ့အတွက်ရက်ရွာအခြေပြုလူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့အတော်များများဖွဲ့စည်းထားပြီလို့ မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့အရက်ဖဲလူမှုအဖွဲ့အစည်းတွေကပြောပါတယ်ဒီအကြောင်းကိုတော့ကျွန်တော်တို့ RFA တန်းတောက်ကိုမျိုးစော်ကိုတင်ပြထားပါတယ်ခင်ဗျာအိန္ဒိယတရုတ်ထိုင်းနဲ့မလေးရှားနိုင်ငံတွေမှာအလောက်ကန်ရှောက်ဖေးကြသူမြန်မာနိုင်ငံသားတွေဟာလူကုန်ကူးသူတွေရဲ့လိင်ညာလှည့်ပြားပြီးရုံးစားခံရတွေရှိတယ်လို့အစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကသတိပေးထားပါတယ်အထက်မြန်မာပြည်မန္တလေးမြို့ဟာလူကုန်ကူးသူတွေရဲ့ကြားခံမြို့လို့ဖြစ်နေပြီးတရုတ်နိုင်ငံယူနန်ပြည်ဘက်ကိုသွားတဲ့လမ်းကြောင်းလို့ဖြစ်နေတယ်လို့ဆိုပါတယ်အဲ့ဒီအထက်မှာ မြန်မာနိုင်ငံကအမျိုးသမီးနဲ့ကလေးငယ်တွေကိုပါရောင်းစားတာတွေရှိနေတယ်လို့မန္တလေးအခြေစိုက်လူကုန်ကူးမှုတားဆီးကာဝေးရေးအဖွဲ့ကတာဝန်ရှိသူတွေနဲ့လူမှုရေးအဖွဲ့အစည်းတွေကပြောကြပါဗါအစိုးရကအခုနှစ်ပိုင်းအတွင်းလူကုန်ကူးမှုကိုထိတိယယောက်နှိမ့်နှင်းနိုင်ဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါပူးပေါင်းဆောင်ရွက်နေတယ်လို့ကြေညာထားပါတယ်။မန္တလေးဒေသဘက်ကလူကုန်ကူးမှုတားဆီးကာဝေးရေးနဲ့ပတ်သက်ပြီးတာဝန်ရှိသူတူဖြစ်တဲ့ရဲမှုဖေတက်ကျော်က RFA ကိုအခုလိုပြောပါတယ်။ အဖွဲ့ဝင်တွေကိုမိမိမျိုးနယ်လိုက်မျိုးနယ်လိုက်တာဝန်ပေးတဲ့အရာရှိပေးထားတယ်။မိမိမျိုးနယ်မှာရှိတဲ့ရက်ွက်တွေကြီးရွာတွေအကြောင်းတွေကို တပတ်ကိုနှစ်ကြိမ်နှစ်ကြိမ်အနည်းဆုံးအသိပညာပေးဆွေးနွေးမှုလုပ်ခိုင်းထားတယ်။နောက်ကကားကိတ်ရှိတဲ့ရက်ွက်ဒီနယ်မြေတွေမှာဆိုရင်လည်းကားကိတ်မသွားပြီးလက်ကားဆန်ဆန်ဝင်ဖို့လုပ်ထားတယ်။အခုဆိုလို့ရှိရင်အဲ့ဒါဒီဒုက္ကမှုလားဒီဘိုးဖွဲ့နဲ့ပေါင်းယူနီဆက်နဲ့ပေါင်းဖွင့်ထားတဲ့ဒုက္ကမှုရရအရှိမဆောင်ကြီးဒုက္ကမှုလားဒီကာဝေးတင်တိုင်းကိုပို့ချပေးနေတယ်။ လူကုန်ကူးမှုတားဆီးနိုင်ဖို့အတွက်ရရွာအခြေပြုလူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့1900ကျော်ကိုဖွဲ့စည်းပြီးဖြစ်တယ်လို့ရဲမှုဖေတ္တော်ကပြောပါတယ်။ Warfishion အဖွဲ့ဟာမြန်မာနိုင်ငံဒေသအနှံ့မှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတယ်လို့ပဲလူကုန်ကူးမှုတိုက်ဖျက်ရေးမှာလည်းဆောင်ရွက်နေတာရှိပါတယ်။မန္တလေးမြို့မှာဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး Warfishion အဖွဲ့ကဒေသဖွံ့ဖြိုးရေးဝန်ထမ်းဒေါ်ကေတီဝင်းကအခုလိုပြောပါတယ်။ ဒီကုန်ကုန်နဲ့ပတ်သက်ပြီးတော့ရုပ်ွက်ထဲမှာအဓိကတော့ကာကွယ်မှုပိုင်းပေါ့နော်ကာကွယ်မှုနဲ့ကာကွယ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့အဓိကလှုပ်ဆောင်နေပါတယ်အဲစားဒီရုပ်ွက်ထဲမှာရောက်လာတဲ့ဒီကုန်ကုန်ခံရတဲ့ main key တွေပေါ့နော်အဲ့ main key တွေပြန်လာတယ်ဆိုရင်လည်းကျွန်တော်တို့တို့အတွက်ဘောနော်ဒီသူတို့ဘယ်ကောင်လဲရက်တည်ဖို့အတွက်ပေါ့နော်နောက်တစ်ခေါက်ဒီလိုထပ်မဖြစ်ဖို့အတွက်ကိုသူတို့အတွက်အသေးစားပတ်မှုပေါ့နော်ဒီအာပတ်မှုတွေပေါ့နော်အထက်တန်းဆိုတဲ့အထက်တန်းဆက်ချုပ်ဆိုတဲ့ဆက်ချုပ်တွေပတ်မှုပြရရှိတယ် ရက်ွက်ထက်မှာရှိတဲ့လူတွေကဒီဒုက္ကုံကူးမှုဆိုတာကိုသိပြီးတော့မှသူတို့ကိုသူတို့ကာကွယ်နိုင်မှုအတွက်လည်းအဲရက်ွက်ထက်မှာရှိတဲ့ဒီဒီဘောနော်ဒီ watch group ဆိုတာရှိပါတယ်အဲ့အဖွဲ့တို့ကျွန်တော်တို့တင်တန်းနေပြီးအဲ့တင်တန်းအဲ့ရထားတဲ့ watch group ကနေပြီးမှရက်ွက်ထက်မှာပြန်ပြီးမှဟောပြောပွဲတွေပြန်လုပ်ပြီးဒုက္ကုံကူးမှုတားဆီးရေးအတွက်အသိပညာပေးလုပ်ငန်းတွေကိုလူငယ်တို့ကြားမှာပြန့်နှံ့အောင်ဆောင်ရွက်နေတာကိုတော့ Officin ရဲ့လက်ထောက်စီမံချက်မန်နေဂျာကိုကျော်မြင့်ဦးကအခုလိုပြောပါဗျာ သူတို့လူငယ်တွေစိတ်ဝင်စားတဲ့ game တွေနဲ့တင်တယ်။ပြီးနောက်တစ်ခုဘာလုပ်လဲဆိုရင်လူငယ်တွေကြားထဲမှာသူတို့လူငယ်တွေကိုယ်တိုင်ပဲဇာညွန်းတွေရေးခိုင်းသူတို့ကုနဲ့ပတ်သက်တဲ့ဇာညွန်းဇာညွန်းတွေရေးရေးပြီးလို့ရှိရင်သူတို့ကိုယ်တိုင်ပါဝင်ပြီးတော့မှ drummer show တွေပေါ့နော်ဆို role play တွေအဲ့ဒါညနေကျွန်တော်ရက်ွက်တင်ကြမှာပြန်လုပ်လုပ်တယ်ပေါ့နော်ဆိုတော့ရက်ရက်ွက်လိုက်ဖျားဝဲရှိတယ်။အဲ့ဖျားဝဲတွေမှာကျွန်တော်ဘာလုပ်လဲအဲ့လူငယ်ဖွဲ့နဲ့ဖွဲ့ပြီးတော့မှကျွန်တော်တို့ဒီအဲ့ဒီပွဲလမ်းတွေကျွန်တော်ပြဿပုံစံမျိုးပေါ့နော်လူကုန်မှုနဲ့ပတ်သက်တဲ့လူကုန်မှုကိုအခြေခံထားတဲ့ တကယ်ဒီလူကူတူးမှုနဲ့ပတ်သက်ပြီးတော့မှတွေ့ကြုံခဲ့ရတဲ့ဇာလန်းလေးတွေရေးထွက်ပြီးတော့မှပြဆက်နေပြခဲ့တာတွေရှိတယ်မြန်မာနိုင်ငံဒေသအနှံ့အပြားမှာအလောက်ကန်ရှားပါမှုရင်ဆိုင်နေရတာတွေကြောင့်အိမ်နီးချင်းနိုင်ငံတွေမှာအလောက်ကန်ရှားဖွေလိုသူတွေများလာတာဟာလူကုန်ကူးမှုများလာတာရဲ့အခြေခံအကြောင်းရင်းတွေဖြစ်တယ်လို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကပြောပါတယ်။အရင်ကတော့ချိလက်ဒေသတွေမှာသာလူကုန်ကူးမှုပြဿနာကြုံတွေ့ရပေမဲ့ နောက်ပိုင်းမှာတော့မြို့ပြဒေသတွေမှာပါအလားတူပြဿနာတွေရင်ဆိုင်လာရတယ်လို့ပြောကြပါတယ်ခင်ဗျာခုဆက်ပြီးတော့သတင်းဆောင်မဘုတ်ကိုတင်ပြပါအောင်မယ်ခင်ဗျာရန်ကုန်မြို့မဟာဗန္ဓုလပန်းချံလန်း ဘားလန်မှာရှိတဲ့မွတ်စလင်ကုသိုလ်ပစ္စည်းရုံဟာ1939ခုနှစ်ကကလေးကစတင်ဖွင့်လှစ်ခဲ့ပြီးတော့လူမျိုးဘာသာမျိုးရဲ့အခမဲ့ဆေးဝါးကုသပေးနေတဲ့နေရာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုကျွန်တော်တို့ RFA သင်းတောက်ကိုတီဟာထွန်းစူးစီးတင်ပြထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့ကမွတ်စလင်ကုသိုလ်ပစ္စည်းရုံကြီးမှာတနေ့တနေ့ဆေးဝါးလာရောက်ကုသနေသူဦးရေ400လောက်ရှိနေပါတယ်။ဒီဆေးရုံကိုမြန်မာနိုင်ငံအင်္ဂလိပ်ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့1939ခုနှစ်ကလေးက ပရိတစိတ်သက်ရှိတဲ့မွတ်စလင်ဘာသာဝင်တွေကစတင်တည်ထောင်ခဲ့တာပါမွတ်စလင်ကုသိုလ်ပြစ်ဆေးရုံအုပ်ကြီးဒေါက်တာအက်စ်မဒါကဆေးရုံစတင်တည်ထောင်ဖြစ်ပုံနဲ့လူမျိုးဘာသာမရွေးကုသပေးနေပုံကို ခုလိုပြောပါဗျာအဲ့ဒီခေတ်ကဒီ1937ကကျွန်တော်လွတ်လပ်မရသေးဘူးလေဒါပေမဲ့ဟိုအဲ့ဒီခေတ်ကလည်းသူအထိုင်အလျောက်ပေါ့ဒီဂျမိုင်းဂါနာမှာဟိုလူတွေဒုက္ခရောက်တာတော့ရှိတာပေါ့ဣရမလားအဲ့တော့လူတွေလွယ်လွယ်ကူကူနဲ့ကုသနိုင်အောင် ဇိအဲ့ဒီတော့ဇိမြပေးဆိုတာလုံးဝမရှိပါဘူးအဲ့ဒီတော့ totally free totally free အဲ့ဒါလူမျိုးမရွေးဘာသာမရွေးအယုတ်အညတ်အလတ်မရွေးအားလုံးကိုကုပေးပါတယ် NLD အမျိုးသားကျန်းမာရေးကွန်ရက်ဥက္ကဋ္ဌတာဝန်ယူထားသူဒေါက်တာတင်မျိုးဝင်းဟာ1992ခုနှစ်သူထောင်ကလွတ်လာတဲ့အချိန်ကစပြီးအဲ့ဒီဆေးရုံမှာကုသပေးနေတာပါအခြေခံလူဒန်းစားအများဆုံးပေါ့နော်နေရလာကြတယ် အဲ့ဒါရန်ကုန်မှာရှိတဲ့လူတွေလည်းရှိတယ်။နောက်အထူးသဖြင့်ခုနဆရာဒီအထူးပြီးပြောတာကနိုင်ငံချင်းသမားအနေနဲ့သူတို့မိသားစုတွေနော်အဲ့ဒီအရင်တုန်းကဆိုရင်ဒီနိုင်ငံချင်းသမားဆိုရင်နော်ဆရာတို့အပေါ်မှာပေါ့အမျိုးမျိုးကိုဆရာတို့ဒီကန့်တတ်ထားတယ်ချုပ်ချယ်ထားတယ်ဖိအားပေးထားတယ်ဆိုတော့အလုပ်လုပ်ရတယ်သူတို့အဆင်မပြေဘူးဝင်ငွေလည်းမကောင်းကြဘူးဒီထဲမှာချမ်းမိုက်ကိစ္စပေါ်လာတဲ့ဘဝသွားပြီးတော့မလုပ်ကြမလဲထောင်းလွှတ်လာတယ်ချမ်းမိုက်စစ်ဖို့အစား ဆရာမတက်နိုင်ကြအောင်ပြန်မသွားဆင်သိမ့်နှံ့အောင်နဲ့ဂျမိုင်းစစ်ဖို့เนาะအဲ့တော့ဒီဆင်းရောဆရာအလုံးဆရာအခမဲ့လကားစစ်ပြတာပေါ့ဒီဆေးရုံမှာအထွေထွေယောဂကုသရေးတပ်ဖွားမိရဲ့မျက်စိအထုကိုစတဲ့ယောဂတွေကိုကုသပေးနေတဲ့အတွက်နေဝေးကတဆင်စကားတဆင်နာကြပြီးကုသမှုခံနေတဲ့လူနာတွေလည်းရှိပါတယ်။အဲတုံဝေကြီးကအဲ့လိုပဲလေနှိုးကြိတ်လာခွဲတာနှိုးကြိတ်လာခွဲတဲ့အဲအန်တီကလည်းပြောပြဒီဆေးရုံကပေါ့နော်အရင်ကောင်းနေပေါ့ အမှလည်းပြဿနာကိုလုံးလုံးကြည့်ချက်လက်သက်တာလည်းမညာဆိုလည်းကိုလည်းမတတ်နိုင်တော့ဘူး။အဲဒီမှာလာဖျားဖြစ်တာ။ဆစ်ရှင်းလည်းမင်းရဲ့မှာစတယ်။ဆောင်းဆောင်မှုလည်းအကုန်လုံးကောင်းတယ်။မြန်မာနိုင်ငံမှာကျမ်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များပြားလွန်းလာကြောင်းလူမျိုးဘာသာမခွဲခြားပဲကျမ်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ကြောင်းဒေါက်တာတင်မျိုးဝင်းကပြောပါတယ်လူသားတိုင်းကခုနပြောသလိုပေါ့မြင့်တာနဲ့စီနာထားမယ်ဆိုရင်ပြဿနာဒါတွေမရှိတော့ဘူးဒါ နော်ကြိုက်တဲ့ဘာသာကိုယ်ခွဲကြိုက်တဲ့ဟိုပါဘောနော်အလုတ်ပဲလုတ်လုတ်ကြိုက်တဲ့လူမျိုးပဲဖြစ်ဖြစ်ကျမ်းမာရေးဖြစ်လို့ရှင်ဆရာတို့မြစ်စတယ်မှာလူနာပဲအဲ့ဒီမူလေးကိုအပြင်မှာသုံးနိုင်ရန်ကောင်းပါပဲကျမ်းမာရေးလိုချင်အရန်များတယ်ဆရာတို့ဒီစေးမှာထိုင်ပြီးလုပ်နေတာတဲ့အခုနေစင်းတော့ပိုတိလာဒီစေးရုပ်ဟာပြည်တွင်းနဲ့နိုင်ငံတကာကအလူရှင်တွေရဲ့အကူအညီနဲ့ရက်တည်နေတာဖြစ်ပြီးတနစ်ကိုလူနာပေါင်း9000လောက်လာရောက်ကုသမှုခံယူနေတယ်လို့သိရပါတယ်ခင်ဗျာ ရန်ကုန်မြို့ကမွတ်စလင်ကုသိုလ်ပြည့်စုံရုံအကြောင်း RF သင်းတောက်ကိုတီဟာထွန်းတင်ပြတော်တာဖြစ်ပါရခင်ဗျာရခိုင်ပြည်နယ်အတွင်းမှာကနန်းပြော့မွေးမြူရေးလုပ်ငန်းကိုအရင်ကစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လှူလာကြပေမဲ့အခုအခါမှာတော့ရခိုင်ပြည်နယ်အတွင်းမှာလမ်းပန်းဆက်သွယ်မကောင်းတာတွေအပြင်ဤပညာအားနည်းချက်တွေကြောင့်ကနန်းပြော့မွေးမြူသူမရှိသလောက်နေပါလာနေတယ်လို့သိရပါတယ်ကိုနေမျိုးထွန်းကတင်ပြထားပါရခင်ဗျာရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူပုံနာကျွန်းစတဲ့မြို့တွေကနေထွက်တဲ့ကနန်းပြော့တွေကို 1995ခုနှစ်လောက်ကတည်းကပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချနေတာပါ။ဒါပေမဲ့2000ခုနှစ်နောက်ပိုင်းဒဏ္ဍပြောက်မွေးမြူရေးလုပ်ငန်းလုပ်ကင်သူတွေတဖြည်းဖြည်းနဲ့နှဲပါလာပြီးအခုဆိုရင်မရှိသလောက်ဖြစ်သွားပြီလို့ဒေသခံတွေကဆိုပါတယ်။အခုလိုကဏ္ဍပြောက်မွေးမြူရေးလုပ်ငန်းတွေကျဆုံးလာရခြင်းဟာလမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက်ပြည်ပဈေးကွက်ကိုကဏ္ဍပြောက်တွေအချိန်မီမတင်ပို့နိုင်တာကြောင့်ဖြစ်တယ်လို့ ကနန်းမွေးမြူရေးလုပ်ငန်းရှင်ဥမောင်မောင်ထွန်းက RFA ကိုပြောပါတယ်ဒီကနန်းပြောကကြတော့ဟိုကုံလန်းနေဆိုရင်တိတ်အဆင်ပြေဘူးလေဟိုအဓိကလေချောင်းနဲ့ပဲအဆင်ပြေမယ်အဲအဲ့ဒါလေချောင်းမှကြတော့ကျွန်တော်တို့ထုတ်လိုက်ပါပြီအဲ့ဒီထုတ်လိုက်တဲ့အတိုင်းတာကိုကျွန်တော်တို့ဘလော့ပို့ရှင်တယ်အဲ့ဒါပို့လို့မရအတိုင်းတာရှိတယ်ရခိုင်ပြည်နယ်ကနေထွက်တဲ့ကနန်းပြော်တွေကိုရန်ကုန်မြို့နယ်ပြည်ပစည်းကွက်တွေတင်ပို့တဲ့အခါ ကုန်းလန်းကိုအတုံးမပြုတ်ပဲအေးကန်းပါတဲ့လေရင်ဒါမှမဟုတ်တင်မောတွေနဲ့တင်ပို့ရတာဖြစ်တဲ့အတွက်အခက်ခဲတွေအများကြီးကြုံတွေ့ရတယ်လို့ကနန်းမွေးမြူရေးလုပ်ငန်းရှင်ဥမောင်မောင်ထွန်းကပြောပါတယ်နတန်သုံးတန်လောက်ထုတ်ထုတ်တဲ့အထိမှကျွန်တော်တို့တတန်ကျော်နတန်လောက်ဆုံရှုံတယ်ဆုံရှုံတာကဟိုပါကျွန်တော်ခေရေခေခေထားတယ်မလားအဲ့ဒါကိုဆက်အေးခန့်မှာခေထားတယ်ခေခိုင်းတယ်အဲ့ဒါကအေးခန့်မှာခေဟိုပါ export မရတော့ export ရမလားလို့ခေခိုင်းတာ အဲစပေါ်မရတော့ဘွာအချိန်ကကြာလာတာနဲ့အဲ့ဒါအဲ့ဒီကောင်ကပျက်စီးသွားတယ်ဒါအပြင်ကနန်းပြော့မွေးမြူရေးလုပ်ငန်းတွေနေပါလာတာဟာလမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေအပြင်နိုင်ငံတကာစံချိန်မီတဲ့ကနန်းပြော့တွေကိုထုတ်လုပ်နိုင်ဖို့အတွက်နည်းပညာလိုအပ်ချက်တွေလည်းရှိတယ်လို့ကနန်းပြော့မွေးမြူသူတွေကဆိုပါတယ်ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ကနန်းပြော့မွေးမြူရေးလုပ်ငန်းတွေပြန်လည်ဥမော့လာဖို့ဆိုရင်နည်းပညာပိုင်းဆိုင်ရာနဲ့ညံဆန်တဲ့ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေရှိဖို့ ဝင်းမြူရေးလုပ်ငန်းရှင်ဦးကျော်အေးကအခုလိုတုံ့သက်ပြပါတယ်ကျတော့ရခိုင်ပြည်နယ်မှာကနေပြောလုပ်ငန်းစနစ်တကျလုပ်ဖို့ဆိုလို့ချင်းရင်ဤပညာကအရေးတကြီးလိုရတယ်ဗျဒီလိုဤပညာနဲ့အရင်ရင်ပြည့်စုံမှလည်းပဲဒီထုတ်ကုန်လုပ်ငန်းတစ်ခုကပြည်ပြင်းလာမှာပြတ်ပါတယ်အခုကအမှားစားရှိပေမဲ့ကျွန်တော်တို့ဒီမှားသလောက်ကျွန်တော်တို့ထုတ်လို့မပြည့်နိုင်တာရယ်ဟိုကျွန်တော်တို့ထုတ်လုံထားတဲ့ဥစ္စာတွေကြတော့လေ ဟိုကျွန်တော်တို့ပြည်မကိုတစင်းတင်ရတဲ့ဥစ္စာတွေမှာလန်ခီကကျန်းကြတာရေဟိုကျွန်တော်ရခိုင်ပြည်နယ်ကမြစ်တန်းဒီစစ်စစ်ရေးဒီပူဆောင်ရေးကုန်စည်စည်းစင်းရေးမှာအခက်ခဲရှိတာတွေကြောင်းဟိုကျွန်တော်တို့ဟာဟိုဒီအခက်ခဲတွေကိုတစင်းစီတစင်းစီဖြေရှင်းနိုင်မှပဲကျွန်တော်တို့ဒီကနေပြောလုပ်ငန်းကဟိုအောင်မြင်နိုင်မှလို့ကျွန်တော်တို့အဲ့လိုထင်ပါတယ်ဗျာစကိုင်းပြည်နယ်တွင်းမှာနေထိုင်ကြတဲ့ဒေသခံတွေဟာရေလုံငန်းကိုအဓိကအသက်မွေးဝမ်းကြောင်းအဖြစ်လောက်ကင်နေကြတာဖြစ်ပါတယ်ခင်ဗျာ အခုဆက်ပြီးတော့ကရင်နီတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးပါဦးမယ်ခင်ဗျာ ပြောင်းလဲလာတဲ့သင်ကြားမှုစနစ်တစ်ခုဖြစ်တဲ့ Child Center Abroad CCA ကလေးဘဝပြုသင်ကြားနည်းစနစ်ကိုဘောလခဲပြည်မြို့နယ်ကမူလရန်ကျောင်းတွေမှာစပြီးတော့အကောင့်ထယ်ဖုန်းနေတဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ခင်ဗျာ ารทรามือนาตุลิโฮพุดิฮีตะเลียเฮฮอเตฮิติวตุกลูอัตเตชายเซ็นเตอร์อัพรูซีซีเอปะเจพุคาชิกลอเตฮิติวคลั တူလီဟိုပူနီနီဒီဘဘလလာနကိုဟေဘဒညာဘဲစီစီအေပချေဖိုခါရှိကလော်တဲတူကလကလိုတိုကလိုနချာချာဘီအော်ဂိုလဲနသူတူလပူြောလလဲာှာ်တ အရင်တော့ကတစ်ချိန်တော့ဆိုရင်ကျမတို့တွေက PCE ကိုအသုံးပြုခဲ့တယ်အသုံးပြုတော့ဆရာတွေကပဲဥဆောင်ဆွေးနွေးတော့ဗောနော်အခုကျတော့ကလေးတွေ CCA တဘောနဲ့လောက်ပေးတယ် CCA တဘောနဲ့လောက်ဆိုတော့ကလေးတွေနားမှာသူတို့တိထားတာလေးတို့အရင်မေးမယ်မြန်းမယ်အဲ့ဒီမှာသူတို့တိတယ်တိတဲ့အတိုင်းသားလေးတွေကိုသူတို့ပြောလာတယ်အဲ့အချိန်မှာကျမတို့ကလိုအပ်ချက်တွေကိုသူတို့ရဲ့လိုအပ်ချက်တွေကိုပြန်ပြီးမှထောက်ပြလောက်ပေးတယ်ဗောနော် ດໍຣິເຄດຣິມີຈານີຕຸລີໂຮພລອດຈືເດບິດດະຍະປຸເອເຄຕຣາສະຣາມພິດເຕດຍາຄູເຮບເດຍະປຸທີເຊ r ເຊຕັນອັບຣູທີຊີເອຕິເທນປຈຜູຕຮບດຍບກຕເນຕຕິໂຕຍຈູ້ຕຮບດຍບລບລຕလບປານ ူလျာနိုအင်းနီစီစီအတိုကလိုအခုအခေသီလီဟိုပူတဟေအညေတတချွတရှာခရှိကလိုနီဘေနောပါတရာမီအမိုခိုင်ဆူနီပိုဒူပုနအဲလွတ်လပ်စွာဆွေးနွေးပိုင်ခွင့်ရှိသွားတယ်ကလေးတွေမှာပြီးရင်အသွေးအတိကိုပိုင်ညာတုံးခွင့်ရတဲ့အတွက်ကလေးတွေကဩစာတင်ကြရတာဟာမခက်ခဲပါလားငါတို့မှလည်းဒီလိုတိနေတဲ့အတိတွေရှိနေပါလားဆိုတဲ့ဥစ္စာလေးတွေတိသွားကြအောင်မကြောက်မရွံ့တော့ဘူးပေါ့ဆရာဆရာမတွေကလည်းကိုရဲ့ မောင်နှမတွေလူမိသားတွေလိုပဲသဘောထားလာမှာပေါ့လိခေချပလီယာပိုတုကလမေတုကုတိဖေကရှိကလောန အလုဒုညာချောတုကရှိတိဖေရခရှိကလောသူအတုဒုချာသူချာလဘဘေပောညီချတ်ထူလျာဟောတုကလုနတေဟောတဲ့ညီနိဖုနဒီညတော့အားပေးရုံညာစီစဉ်နေလေဒီမှာပဲပြီးဆုံးပါ යි ခင်ဗျာရှိရှိကြတဲ့ပိသအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ